ငါ့ကိုခိနဲ့ပြောနေတရားဥပဒေတတော်လုံးချင်းနဲ့ဆိုတော့လောက်ခံစခိုင်းတိုင်းမင်းငယ်မျိုးနဲ့စေအောင်အုပ် CDN ဆရာဝန်ဒေါက်တာတော်ခင်တူတူလွင်ကိုမင်းငယ်မျိုးနဲ့ပါလာပါကနိုဝင်ဘာ30ရက်နေ့လယ်ပိုင်းမှာဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံတွေစီကသိရပါဗါဒ53နှစ်အရွယ်ဒေါက်တာတော်ခင်တူတူလွင်ဟာအာနာမသိမ့်မီကတည်းကမင်းငယ်မျိုးနဲ့စေအောင်အုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးစေအာနာသိမ့်မီချိန်မှာလည်း CDN ပြုလုပ်ခဲ့က မင်းငင်းမြို့နယ်တင်တော့ရွာမှာစေကန်းဖွင့်ပြီးစေဘက်ဆိုင်ရာအကူအညီတွေပေးနေသူဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့မှာသွားစီကံပွင့်လာတာစီယုံပွင့်လာတာကိုယ်ကကိုယ်စီကံပန်းတာလေကျွန်တော်တို့မြင်ကြီးကနှစ်ခုကစီကံစီယုံအုပ်တင်တမျိုးနဲ့လည်းစီယုံစီယုံကြီးပေါ့လေတော့ခင်တူတူနဲ့ပေါ့ဒါတော့ခင်တူတူနဲ့သူ့ဟိုကမြို့နယ်ကနေဒီမှာအမှုအမှုစီဒီမှာဖမ်းရတဲ့ပုံမျိုးပါအဲဒီသူကဖမ်းတာပေါ့ဦးကြီးဌာနအမိန့်ကိုပါလို့ပေါ့လို့ဆိုတော့ ဆံမကြီးကတော်လိုင်းလုံးနေဆံမကြီးအဲ့အန်ဂျီလူသားညီမျိုးဆိုရအောင်ဆံမကြီးဟောလုံးနေတာငါဆုံးမဆုံးနေနော်ငါမတရားတဲ့လူတွေဒီမှာကြောက်နေတယ်မဟုတ်ဘူးတိရအဲ့ဒီမှာဘယ်တော့စိတ်လုံးနေရောငါ့ကိုငါမီးစက်တွေပါကြီးခိုးတာလည်းနင်တို့အဖွဲ့လေနော်နင်တို့အဖွဲ့လည်းငါ့ကိုလာပြီးခိုးနာရိုးနေတာအဲ့ဟာအဲ့ဟာပါဆင်မအဲ့ဟာအဲ့ဟာကိုအဲ့ဟာနဲ့တရားဥပဒေနဲ့ညီဒီမကြီးသွားဖြစ်ရှင်းလိုက်လို့ရတယ်ငါဖြစ်ရှင်းလာလို့ခင်တို့ဖြစ်ရှင်းရမယ်လို့နော်နင်တို့ခိုးတိုင်းခိုးထားရလို့နင်တို့ဖြစ်ရှင်းရမယ်လို့ကျွန်တော် နော်လုတ်ခဲ့ဒါမဲထောက်လို့တခုချက်ပို့တာငါတော့မရှိခဲ့ဘူးကျွန်တော်လုတ်ခဲ့တာဒီမကြီးစဉ်းစားကြည့်တယ်ဒီခါနေကြရဘူးဒီခါကြရတယ်ကျွန်တော်ပြောနေတယ်ဆမ်မကြီးပြောနေတယ်ကဲနဲ့ကဲနဲ့ငါငါဟိုးပလိုက်ဆမ်မခိုးပလိုက်တက်ပလိုက်ဆက်ဆမိုင်းနဲ့ပို့ပြီးတွေးရဲနော်အဲ့ညတရားဝင်တအားဝင်နေကြိုးပြမှာတကယ်ဟုတ်ပြီဆမိုင်းနဲ့ပို့တွေးရဲတက်ပလိုက်ဆန်းလေစဉ်းစားနိုင်မယ်ဆမိုင်းကြီးကောင်းကောင်းမဆမိုင်းကြီးတော့သုံးကြည့်မျိုးရှိပြီ ီလိုနဲ့တကားလည်းမပြောချင်လို့ကျွန်တော်တမိတ်ကောင်းမွန်နဲ့ကောင်းမွန်မယ်ကျွန်တော်ကျွန်တော်လည်းဖြေရှင်းလိုက်ပါကျွန်တော်ပြောနေရဟုတ်ဘာမှတော့ဘူးခွဲစိတ်နေစဉ်အတွင်းခွဲစိတ်ခံအတွင်းဝင်ရောက်ဖမ်းဆီးခံရတာဖြစ်ပြီးဒေါက်တာဒေါခင်တူတူလွန်ရဲ့ဆေးရုံမှာလည်းခွဲစိတ်ရမဲ့လူနာတွေမွေးလူနာတွေနဲ့ထက်ရောက်လာတဲ့လူနာတွေကတော့အခက်အခဲကြုံတွေ့နေရတယ်လို့အဲဒီဒေသခံကဆက်ပြောပါတယ်။ တော့ဝါနေကြာနေတော့ဖြစ်မှာပါဟုတ်တော့အမဒီစီကမှာဒီကိုစိတ်ဓာတ်တွေမီလူနာတွေတခြားထိကဟိုကရေပေါ်ထိတဲ့နေရာတွေလူပဲလုပ်နေတာလေဒီပထမကကင်မရာလူမရှိတော့ဒီဘက်မှာလူနာကြားရှိတော့ဘာကြောင့်ဖမ်းဆီးသွားရဲဆိုတာကိုတေချာမသိရှိရသေးပဲဖမ်းဆီးချိန်မှာပလဖခေါင်းဆောင်တူကဒေါက်တာတောင်ခင်တူတူလွင်ဖွင့်လှစ်ထားတဲ့စေကန်ဟာတရားဝင်မဟုတ်ဘူးလို့ပြောဆိုသွားတာရှိတယ်လို့နောက်ထပ်ဒေသခံတူကပြောပါတယ် 都巴拉帕拉，反正弄个都巴拉帕个广场跳舞，是时间下地，因为时间没跑出来，所以呢，又又又判断了。<noise> ။ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီးမင်းငယ်မျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ကိုမြေလက်တန်ကတယ်လီဖုန်းကနေတဆင်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ခေါ်ဆိုလို့မရခဲ့ပါဘူး။မန္တလေးဇာတိဖြစ်တဲ့ဒေါက်တာဒေါခင်သူသူလွင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်စီဒီအမ်ပြုတ်လုခဲ့ကမင်းငယ်မျိုးနဲ့အတွင်မှာတော်လိုင်းလှုပ်ရှားမှုတွေလုပ်နေခဲ့သူဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါရတယ်။